ဥရောပနိုင်ငံပေါင်း73နိုင်ငံပူးပေါင်းပါဝင်ကြမယ်2016ဥရောပရုပ်ရှင်ပွဲတော်ဟာလာမယ့်စက်တင်ဘာ16ရက်ကစပြီးရန်ကုန်မြို့နေပြည်တော်ရုပ်ရှင်အုံမှာကျင်းပတော့မှာဖြစ်ပါတယ်ဒီပွဲမှာစစ်လုံရှားမှုတွေနဲ့အတူရတအမျိုးအစားစုံတွေနဲ့မိသားစုရေးရဇလန်းစုံလင်းလူမျိုးရေးဆိုင်ရာဒရမာတွေတဲထိတ်ရင်ပိုရုပ်ရှင်ဇာတ်ကားတွေနဲ့တမိုင်းကျောင်းဆိုင်ရာရုပ်ရှင်တွေလည်းပါဝင်မှာပါဥရောပရုပ်ရှင်ပွဲတော်ဟာမြန်မာနိုင်ငံမှာကျင်းပလာတာ25ကြိမ်မြောက်ရှိပြီဖြစ်ပါတယ် ပေကားပေါ်ကတဆင်ဥရောပနိုင်ငံတွေရဲ့မတူကွဲပြားတဲ့ရင်ကျွေးမှုတွေကို မျှဝေခြင်းနဲ့ရွေးချယ်လဲဖြစ်ပါတယ်။ Uh, we are going to, uh, after the after the, the opening film. We will have an after party. ကျွန်တော်ရုပ်ရှင်ဖွင့်ပွဲပြီးသွားရင်မြန်မာလူငယ်ပကြီးစီယာဆက်နှစ်ယောက်ကိုဖိတ်ကြားချပြီးတော့ဂေါ်သက်ဆန်အင်းရဲ့နိုင်ငံဒီမှာစိတ်ချိုက်နုပညာဖန်တီးဝင်ပေးဖို့စီစဉ်ထားပါတယ်ဖွင့်ပွဲနေ့မှာလည်းဘာလင်ကဒီဂျီသမားတစ်ယောက်ကိုဖိတ်ခေါ်ထားပြီးတော့ဘာလင်ကလပ်နိုက်တွေလုပ်ဖို့ရှိပါတယ်ဥရောပရဲ့မတူညီတဲ့ယဉ်ကျေးမှုရသတွေကိုခန်းစားစေခြင်းပါတယ်နောက်ပြီးကျွန်တော်လုပ်တဲ့ပွဲတိုင်းကမြန်မာလူငယ်အမှုပညာရှင်တွေကိုအမှုပညာဖန်တီးခွင့်ပေးခြင်းနဲ့ဆန္ဒမတူကွဲပြားတဲ့ယဉ်ကျေးမှုကိုခံစားစေခြင်းနဲ့ဆန္ဒတွေပါဝင်ပါတယ် ဂေါ်သက်ဗီလာဟာအနည်းငယ်နဲ့ပတ်သက်တဲ့ပွဲလန်းသဘင်တွေကိုမကြာခဏကျင်းပနေတာဖြစ်ပြီးဒီရုပ်ရှင်ပွဲတော်မှာတော့ရုပ်ရှင်16ကပြသဖို့စီစဉ်ထားတာပါရုပ်ရှင်တွေကိုတော့ဥယျာလူစနစ်နဲ့အခမဲ့ကြည့်ရှုခွင့်ရမှာလည်းဖြစ်ပါတယ်ဒီလိုပွဲတော်ဟာအပျော်တန်းပွဲလန်းသဘင်လိုမျိုးဆိုတာဖြင့်မြန်မာလူမျိုးတွေနဲ့ဥရောပကလူတွေရဲ့ခင်မင်ရင်းနှီးမှုကိုမြင့်တက်စေခြင်းတဲ့သဘောလည်းဖြစ်ပါတယ် and I, I very much enjoy being here. I very much enjoy engaging with the Myanmar people and uh, and experiencing the Myanmar culture. We all buy it. We buy it. Yeah, we. We are ready to see. Yeah, we need မြမလူမျိုးတွေနဲ့ရင်းမှုဖလဲတာပါကျေးဇူးပြုပြီးဒီပွဲကိုလာကြည့်ရပါဦးဥရောပရင်းမှုတွေကစိတ်ဝင်စားပြီးတော့ပေါ့ပါတယ်ဒီလူပွဲတော်တွေကနေဥရောပကလူမျိုးတွေနဲ့မြမလူရဲ့ခင်မင်မှုကလည်းပုံမတူတက်လာမှာပါ